ဒီတစ်ပတ်မှာဆိုရင်တော့စေးပဝင်လာတဲ့တီးပင်စားပင်တွေကမှစေးပဝင်ဟင်းနုနယ်ရဲ့ကျမ်းမာရေးကောင်းခြင်းတွေကိုပြပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဟင်းနုနယ်ကနေရရှိနိုင်တဲ့အာဟာရဓာတ်တွေကိုပြောပါဆိုရင်တော့ဗီတာမင် C, ဗီတာမင် A, ဗီတာမင် E, ဗီတာမင် K, folate, တန်တက်ကယ်လ်ဆီယမ်၊မက်ဂနီဆီယမ်၊ပိုတက်ဆီယမ်အမြင့်ဓာတ်တွေပါဝင်လို့နေပါတယ်။ ဟင်းနုနယ်ကနေရရှိနိုင်တဲ့ကောင်းကျိုးတွေကိုပြောပါဆိုရင်တော့ကန်ဆာယောဂါကိုကာကွယ်ပေးခြင်း၊သွေးရနေယောဂါကိုကာကွယ်ပေးခြင်း၊အရိုးအဆစ်တွေတန်ပါစေခြင်း၊အမြင်အာရုံကိုကောင်းမွန်စေခြင်း၊နှလုံးသားမကြီးကိုကောင်းမွန်စေခြင်း၊အရွယ်တင်နှုတ်ပြိုစေခြင်း၊ကိုယ်ခံစွမ်းအားကိုမြင့်တင်ပေးခြင်း၊အစာခြေစနစ်ကိုကောင်းမွန်စေခြင်း၊နှစ်ဆိုင်စွာအိမ်ပျော်စေခြင်း၊အသားရည်သားမကြီးအတွက်ကောင်းမွန်စေခြင်း၊ကိုယ်အလေးချိန်လျှော့ချရမှာအထောက်အပံ့ပြုခြင်း